အာကာသတတ်တောင်ပိုပြီးကြောက်စရာကောင်းတဲ့နေရာကဘယ်နေရာလဲဆိုတာမိတ်ဆွေတို့သိကြလားအဲ့ဒါကတော့ကျွန်တော်တို့ကဘာမီရဲ့ပင်လဲရေအောက်အနက်ဆိုင်ဆုံးနေရာလေးပါပဲအလင်းရောင်မရှိအောက်ဆီဂျင်နည်းပါတဲ့ဒီနေရာလေးမှာကျိုးသားတွေနဲ့တူတဲ့တတဝါဆိုးကြီးတွေရှင်သန်နေထိုင်ကြပါလေဗျာကဲဒီနေ့မှာတော့ မြင်လိုက်တာနဲ့အိမ်မက်ဆိုးမက်စေနိုင်တဲ့ကဘာအနက်ရှိုင်းဆုံးကင်းလည်ရေအောက်တရဝငါးမျိုးအကြောင်းကိုပြောပြပေးသွားမှာပါပဲပထမဆုံးနံပါတ်5ကတော့ frill shark တဲ့ပါတယ်ခင်ဗျာသူတို့ဟာလွန်ခဲ့တဲ့နှစ်တန်ပေါင်း80ကတည်းကရှိခဲ့တဲ့ရေအောက်ကြောက်ဖြစ်ယူကျွေးကမျိုးပါပေ90ကျော်အထိရှည်လျားမယ်ဘဇက်ထဲမှာအဲ့လိုချွန်ထပ်နေတဲ့သွားပေါင်း300ကျော်ပါဝင်လာတယ် တားကောင်ကိုမိပြီဆိုတာနဲ့မွေတကောင်လိုရစ်ပတ်ပြီးဝါမျိုးလေးရှိတတ်ပါတယ်။နံပါတ်၄ကတော့ Goblin Shark ယုတ်ဆိုလုံးလိုပင်လက်ရေအောင်မိစာကောင်လို့တောင်တင်စားကြပါတယ်။သူ့ရဲ့ထူးခြားချက်ကတော့တားကောင်ကိုတွေးလိုက်တာနဲ့သူ့ရဲ့လေယိုကြီးကပါဇက်ထဲကနေအပြင်ကိုကျွတ်ထွက်လာပြီးတားကောင်ကိုနမ်းဖမ်းယူလိုက်တာပဲဖြစ်ပါတယ်။နံပါတ်၃ကတော့ တန်တာရီတွေတဲကဒရာကန်ဘီလူကြီးရဲ့မူရင်းပုံစံဖြစ်တဲ့ Giant Squid ပဲဖြစ်ပါလိမ့်မယ်73မီတာဆိုလိုတာက43ပေအထိဂရီးဖွားနိုင်ပြီးဘတ်စကက်ဘောပေါ်လုံးလောက်ရှိတဲ့မျက်လုံးကြီးတွေပိုင်ဆိုင်ထားပါလိမ့်မယ်သူတို့ဟာရေအောက်မှာဝဲလဲငါးကြီးတွေကိုတောင်ပြန်လဲတိုက်ခိုက်စားတောက်ရတဲ့သတ္တဝါတွေဖြစ်ပါလိမ့်မယ်နံပါတ်1ကတော့ကောပါအီယူပါ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာပါဇက်ကြီးပဲဖြစ်နေတာပါသူ့မှာကြီးမားတဲ့ဝမ်ပိုက်ပါရှိတဲ့အတွက်သူ့ခန္ဓာကိုယ်ထက်ပိုကြီးတဲ့သားကောင်တွေကိုတော့တလုံးထဲနဲ့ရိုးချနိုင်တာအစာရှာပါတဲ့ရေနက်ပိုင်းမှာဘယ်အရာကိုမဆူစားနိုင်အောင်တဘာဝကဖန်တီးပေးထားတဲ့တရဝမျိုးပေါ့နောက်ဆုံးနံပါတ်၁ကတော့ရေအောက်ကပါရမုတ်ဆို Angler fish ပဲဖြစ်ပါတယ် မောင်မိုင်းနေတဲ့ရေနတ်ပိုင်းမှာသူ့ခေါင်းပေါ်ကမီးလန်လေးကိုထွန်းပြီးသားကောင်ကိုများခေါ်လေးရှိပါတယ်။အလင်းရောင်ကိုစစ်ဝန်စားလို့အနာကတ်လာတဲ့ငားလေးတွေဟာ သူ့ရွှေချွန်းထက်နေတဲ့သွားတဲ့ကြားမှာအသက်ပြောက်သွားကြရရှာပါတယ်။ကဲမိုက်ဆွေတို့အနေနဲ့ဒီရေအောက်တရဝါရီတဲကဘေးအကောင်ကိုအကြောက်ဆုံးလဲကောမန့်မှာဖြေပေးခဲ့ကြအောင်နော်။အဆုံးထိလိုက်ပါကြီးစုတို့တွေ့အောင်ချင်းစီတိုင်းကိုကျေးဇူးထူးပါခင်ဗျာ။ နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်